ေချိုးပြီးအခန်းထဲဝင်လာတဲ့အချိန်စီမှုကိုတွေ့ပြီးသူ့ရဲ့စကားတွေကသူမကိုစိတ်လှုပ်ရှားစေတယ်။သူတို့ဟာယင်းနှီးမှုတွေစတင်ပြီးရမိုနာကစီမှုနဲ့ပျော်ပါနေချိန်ရုတ်တရက်စီမှုရဲ့မျက်နှာကဝီလ်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြီးရမိုနာကထိတ်လန့်သွားတယ်။အဲဒီညမှာဝီလ်ကနောက်ထပ်ပါတီတစ်ခုထပ်လုပ်ပြီးတငယ်ချင်းတွေကသူတို့ရဲ့ချစ်သူတွေနဲ့ယင်းနှီးမှုတွေလုပ်ကြတယ်။ဝီလ်ကရမိုနာကိုယင်းနှီးဖို့တောင်းဆိုပေမဲ့ရမိုနာကညှင်းလိုက်တယ်။ဒါကိုစိတ်ဆိုးပြီးတော့ဝီလ်ကသူမကိုတွန်းထိုးပြီးထွက်သွားတယ်။ စီမူဟာရမိုနာအကြောင်းတွေးရင်အိတ်မပြောနိုင်ခဲ့ဘူးဆိုဖီယာကစီမူကိုဝီလ်ကအခန်းထဲခေါ်ထားတယ်လို့ပြောတယ်စီမူဝီလ်ရဲ့အခန်းထဲရောက်တဲ့အခါဝီလ်ကအရက်မူပြီးတနက်ကန်ထားတယ်ဝီလ်ကစီမူကိုတနက်ထောက်ပြီးငါမရှိရောမင်းကငါမိမနဲ့တွဲနေရလားလို့မေးတယ်စီမူကငြင်းမိမယ်ဝီလ်ကရမိုနာကိုအရှက်ခွဲဖို့စီမူရှေ့မှာရမိုနာကိုအတင်းကျပ်လုပ်တယ်ဝီလ်ကရမိုနာကိုအရှက်ခွဲခံရလို့တင်ငန်းစာပေးချင်တယ်လို့ထင်နေတယ်ပြီးတော့ဝီလ်ထွက်သွားပြီးရမိုနာနဲ့စီမူဟာငိုကြွေးနေကြတယ် နောက်နေ့မနက်မှာဝေကအလုတ်ကိစ္စနဲ့ထွက်သွားပြီးစီမှုရဲ့ရိုးသားမှုကိုကျင့်သက်ပြီးပတ်စံပေးတယ်ညနေမှာစီမူဟာကမ်းခြေမှာလမ်းလျှောက်နေရင်ရမိုနာကသူ့စီရောက်လာပြီးယဉ်ဤမှုတွေလုပ်ကြတယ်။သူတို့ဟာစီမူရဲ့အခန်းထဲဝင်သွားပြီးပျော်ပါကြတယ်။ဒါဟာစီမူရဲ့ပထမဆုံးချိန်ဖြစ်တယ်။ဝီလ်အိမ်မှာမရှိတဲ့အခါတိုင်းသူတို့ဟာအတူတူပျော်ပါကြပြီးဆိုဖီယာကလည်းဒါကိုသိပေမဲ့ရမိုနာရဲ့ပျော်ရွှင်မှုအတွက်တိတ်ဆိတ်နေခဲ့တယ်။တနေ့မှာရမိုနာကစီမူကိုဒီနေရာကနေထွက်ပြေးပြီးဘဝသစ္စာတင်မှုပြောတယ်။ ဒါပေမဲ့စီမူကသူမကိုထားခဲ့ပြီးဘဲမှမသွားခြင်းမူရမိုနာကသူမလည်းအတူသွားရင်ဝေကသူတို့မြောက်စလုံးကိုတတ်ပြစ်မယ်လို့ပြောတယ်။စီမူကဝေကိုတတ်ဖို့ပြောပေမဲ့ရမိုနာကမကောင်းတဲ့အလုပ်မလုပ်ဖို့တားတယ်။နောက်ပိုင်းမှာဝေကနောက်ထပ်ပါတီတစ်ခုလုပ်ပြီးတငယ်ချင်းတွေကသူတို့ရဲ့ချစ်သူတွေနဲ့ရင်းနှီးမှုတွေလုပ်ကြတယ်။ဝေကဂျေ့စ်ကိုရမိုနာနဲ့ရင်းနှီးဖို့ပြောတယ်။ဒါကိုကြားပြီးရမိုနာကအယမ်းစိတ်ဆိုးပြီးဝေကိုလူအများရှိမှရိုက်လိုက်တယ်။ဝီလဲစိတ်ဆိုးပြီးသူမကိုပြန်ရိုက်တယ်။ ရမိုလာဒဏ်ရာရတာကိုမြင်ပြီးစီမူလဲစိတ်ဆိုးပြီးဝီကိုရိုက်နှက်တယ်။ဝီကစီမူကိုပြန်လဲရိုက်နှက်ပြီးဂျိမ်းကိုစီမူကိုတတ်ဖို့အမိန့်ပေးတယ်။ဂျိမ်းကစီမူကိုသူ့လူတွေနဲ့အတူခေါ်ထုတ်သွားပြီးစီမူကအသက်ချမ်းသာပေးဖို့တောင်းပန်တယ်။ဂျိမ်းကတနာပြီးစီမူကိုဖတ်သွားဖို့ချိန်ချောက်ပြီးလှုပ်ပေးလိုက်တယ်။